င်္ဂလာပါရှင်။အေးကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဇေဦးရာရှိတာတဲ့။ညွေတဲ့လားငါအခုမိုးရီချိုးနေတယ်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ညွေတဲ့လားငါအခုမိုးရီချိုးနေတယ်။အယုတ်တမမှခတ်တာညော။နင့်ကြောင့်ငါဘဝပြတ်ခဲ့ပြီ ငါဘယ်လိုပြန်ပြီးအဖတ်ဆယ်ရမလဲပြောစမ်းမအောင်ရုပ်ကလေးလှသလောက်မာယာများတဲ့မိမ့်မငါကိုတရိတ်ဆန်တကောင်လောက်သာအတုံးချပြီးငါဘဝကိုဖျက်ဆီးခဲ့တဲ့မိမ့်မတလိမ့်လိမ့်တက်လာသောဒေါသတွေကို အရက်နှင့်ဖြေချသည် သူ့အတွေ့ဒီဒေါသတွေက အမီးတောင်မလိုလောက်အောင်ပေါ်ပေါ်များများစားသုံးလို့ရနေသည်တစ်ခွက်ပြီးတစ်ခွက်အဆက်မပြတ်တောက်နေသောကြောင့်သူ့ရင်အစုံမှာမိစနှင့်ထိုးသလိုပူလောင်နေသည် ဒါပေမဲ့အရက်တောက်ချင်နေတာကိုတော့သူမရက်ချင်သေးဆက်တောက်လိုက်ချင်သေးသည် ဖြစ်နိုင်ရင်တော့လောကကြီးတစ်ခုလုံးနဲ့အဆက်ပြတ်သွားအောင်တောက်ချင်သည်ပြီးတော့ခတ်တာညို့ကိုလည်းမေ့ချင်သည် အကြောင်းအကြောင်းကြောင့်မှားယွင်းစွာ ဖြစ်တည်လာခဲ့သောခတ်တာညို့ဝမ်းပိုက်ထဲမှခလေးငယ်ကိုလည်းမေ့ချင်သည် ကိုဘဝကြီးတစ်ခုလုံးကိုလည်းမေ့ချင်သည် ဟုတ်သည်လေ ရှင်လျက်နှင့်တည်နေသလိုဖြစ်နေသောဘဝကြီးကိုသူဘာကြောင့်များဖက်တွေ့ခြင်းစိတ်ထားနေအောင်မည်။လူလောကကြီးအလယ်မှာမျက်နာမဖော်ရဲလောက်အောင်ဆိုးသွမ်းလွန်နေသောဘဝ။အာရုပ်တမာမခတ္တာညိုစီသူပြန်ရအောင်မည်။သူပဲလောက်ထိညံ့နေအောင်နေနေသူပြန်အလာကိုမအိပ်ဘဲစောင့်နေမည်ခတ္တာညိုစီသူပြန်ရအောင်မည်။မပြန်ဘဲနေလင်ကိုဘယ်လောက်ကောင်းလိမ့်မည်လဲ။ နေ့တိုင်းညတိုင်းမပြန်ပဲနေခတ်တာညူကလည်းမအိပ်ဖဲနေနေ့တိုင်းမအိပ်လင်ဒီမိမအာရင်တွေဆုပ်ယုံမြီနောက်ဆုံးအသက်ပင်သေသွားနိုင်သည်ဘဲလောက်တောင်ကောင်းမြီလဲဒါပေမဲ့လည်းမဖြစ်သေးခတ်တာညူဘိုက်ထဲမှာအလွန်အော့နှလုံးနာကြကောင်းလောက်တော့သူ့ရင်သွေးလေးရှိနေသေးသည်ခတ်တာညူသေသွားတာကိစ္စမရှိပေမဲ့လူလောကကိုမျက်နာတောင်မပြရသေးတော့သူ့ရင်သွေးလေးကိုတော့အသေးမခံနိုင် သူပြန်မှဖြစ်မြီ သူ့ပြန်ပြီးပြီးတော့သူ့ဒေါသတွေကိုတစ်ခုချင်းတစ်ခုချင်းစီခတ္တာညို့အပေါ်ဖွင့်ချမည်အတန်မထွက်ဘဲမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသောခတ္တာညို့ကိုကြည့်ပြီးသူ့အာဘာတရရေရအောင်မည်ခတ္တာညို့မငိုသောညတွေဆိုသူ့အိမ်မပြောခတ္တာညို့ငိုမှသူ့အိမ်ပြောသည်ဒီတော့အိမ်ပြန်ပြီးခတ်တာညိုကိုငိုအောင်လှုပ်ရအောင်မြင်နောက်ထပ်တလုံးပါစေဟိတ်ပြီးတော့ခတ်တာညိုအတွက်ခေါဆွဲကြော်တပွဲပါပါစေထုတ်ပေး ပြီးရင်ပတ်ဆိုင်ရှင်းမယ်ဘယ်လိုလဲကဗျာဆရာရဲ့ခမရကောင်းမလေးကိုသဘောကျရဲ့လားလောင်ကျင်တယ်လို့လို့မျက်နှာထားနဲ့မေးလာတော့မိတ်ဆွေဖြစ်သူကိုအပြုံးနဲ့သာပြန်တုံ့ပြန်နိုင်သည်ဘေးနားမှာကောင်းမလေးကသဘောကျယုံနေပဲလားဟုရှိတဲ့တဲ့မေးလာတော့သူ့ဘာမှပြန်မပြောဖြစ်မပြောကျင်တာတော့မဟုတ်မပြောရဲတာဖြစ်သည်ဟုတ်သည်မိမနဲ့ပတ်သက်လဲအတွေ့အထိနေတော့သူသည်မိမတယောက်ကြာလောက်အောင်အရေးချင်းနဲ့လဲဝေးနေသည် အသက်30တိုင်လာတော့လဲချစ်သူရေးစားဆိုဝင်းလို့မိန်းကလေးမိတ်ဆွေတောင်းတိတ်မြများစားစားရှိတာမဟုတ်သူ့အတွက်လိုလဲမလို့ကြပြရီသာ သူ့ဘေးနားမှာရှိနေလဲလောကကြီးတစ်ခုလုံးကို သူမိထားနိုင်သည် သူ့ဘဝအတွက်ကောင်းမလေးမလို့မိမမလို့ကြပြရီသာလိုသည်ထိုနေ့ညဒင်နာတစ်ခုမှအပြန်ကျောင်းတော့ငါတငယ်ချင်းတွေနဲ့ပြန်ဆုံဖြစ်ကြသည် မတွေ့တာကြာနေပြီဖြစ်သောတငယ်ချင်းများနဲ့ဆိုင်တဆိုင်မှာဝိုင်းဖွဲ့ကြရင်နောက်ဆုံးတော့တငယ်ချင်းတယောက်ကနေရာတစ်ခုကိုသွားဖို့စတင်အကြံပြုသည် သူမလိုက်လို့တော့လဲအားလုံးကဝိုင်းဝင်းတိုက်တွန်းနေသောကြောင့်သူတစ်ခါမှမရောက်ဖို့သောနေရာတစ်ခုကိုရောက်လာဖြစ်ခဲ့သည်မိအောင်ခတ်မဲမိန်သာရှိသောအခန်းကျယ်တစ်ခုထဲမှာတချင်းတန်တွေလွင့်ပြန်ဝဲနေသည် LCD screen ထက်မှာတချင်းတွေကတပုတ်ပြေးတပုတ် ခဏနေတော့မိန်းကလေးတွေဆက်ရောက်ခန့်တန်းစီရောက်လာသည်မိတ်ဆွေဖြစ်သူက ခမားကြိုက်တဲ့သူတယောက်ရွေးဆိုတော့သူရှက်အားပိုစွာကြောက်လန့်တကြားညင်းမိသည်နောက်ဆုံးတော့မိတ်ဆွေဖြစ်သူကအတင်းရွေးချယ်ပေးမှုနဲ့ကောင်မလေးတယောက်သူ့အနာရောက်လာခဲ့သည်အစတုန်းကကြောက်အားပုန်နေခဲ့တော့လေနောက်ဆုံးတော့ရမကာတကိုးနဲ့ခတ္တာညူက သူ့အနာကိုတိုးလာနိုင်ခဲ့သည်ထုံမတဆင်သူ့ဘဝထဲသို့အထည်ပင်တိုးလာနိုင်ခဲ့သည် ထိုအချိန်မှစာခတ်တာညိုရှိသော ထို KTV သည်ကပြားဆရာဇရင်ချာယာဘုံရိပ်သားတစ်ခုဖြစ်လာခဲ့သည်နေ့တိုင်းမဟုတ်ရင်တောင်ရက်ချာဆိုသလိုကပြားဆရာရောက်ဖြစ်ခဲ့သည်တောက်မြေမိုးမြေတချင်းတွေဆိုမီတာတာရရတိဆိုတတ်သော ခတ်တာညို၏တချင်းတန်တွေနောက်မှသူ့လက်ခုပ်တန်တွေနှင့်စီမျောမီပလီပလာပြောတတ်သော ခတ်တာညို၏စကားတန်တွေအောက်မှသူ့ငိမ့်သက်စွာရင်မိုးမီနူးညံ့စွာချော့မြူတတ်သောခတ်တာညို၏ရင်ခွင်ရိပ်အောက်မှ အိမ်မက်တွေမမီကြပြားတွေကိုမေ့တင်လာသည် လောကကြီးတစ်ခုလုံးကိုမေ့လာသည်ဒီအစာခတ်တာညူကအစာထိုးဝင်ရောက်လာခဲ့သည်။ကြပြားရှာသည့်အချစ်ကို မရှာဖွေခဲ့ဘူး။ဒါပေမဲ့ခတ်တာညူကိုတော့ရှာတတ်လာခဲ့သည်။အချိန်တည်းတိတ်မကြလိုက်။ကြပြားဆရာအတွက်ကန်ဆိုးမိုးမောင်ကြသည့်နေ့တည်းရဲ့ကြာရောက်လာခဲ့သည်။ထိုနေ့သည်ကြပြားဆရာအဖို့အိမ်မက်မှလန့်နိုးလာခဲ့သောနေ့ဖြစ်သည်။ ်ခတ္တာညိုသည်ချစ်စရာမကောင်းကြောက်စရာကောင်းသည်ဟုစတင်သိမြင်ခဲ့သောနေ့လည်းဖြစ်သည်ကဗျာဆရာညို့မှာကိုဝင်ရှိနေပြီကြားလိုက်ရသောစကားတန်သည်သူ့အတွက်နာနာမှာဘုံတလုံးကြောက်ွဲသွားသည်ပမာခေါင်းတစ်ခုလုံးခြားခြားလဲသွားအောင်ကြားလိုက်ရသည့်စကားကိုမယုံကြည်နိုင်လောက်အောင်သူ့ရင်ခွင်တစ်ခုလုံးဆူညံသွားခဲ့သည်ဘယ်လိုပြောလိုက်တာလဲခတ္တာညို့နေ့မှာကိုဝင်ရှိနေတယ်ဟုတ်လားဘသူနဲ့လဲ ကြေကွင်းစွာမေးလိုက်တော့သူစကားအဆုံးမှာခက်တန်ညိုထံမှစကားတန်ပြန်မရပဲလက်ဝါးတစ်ခုသာရလိုက်သည်ဖြန်းကနေမြေတန်နဲ့အတူပားပြန်ထက်မှဆက်ပြင်းပြင်းနာကျင်မှုကိုခံစားလိုက်ရသည်ရှင်မရိုက်လာကြလားဒီစကားကရှင်ပါဇက်ကထွက်လာတာလို့တောင်ညိုမယုံကြည်နိုင်လောက်အောင်မယ်ရှင်ယောက်ျားတယောက်မှဟုတ်ရဲ့လားအေးလေရှင်မိကျင်အောင်ဆောင်းမတော့လေညိုကလှုပ်နှိုးရတော့မှာပေါ့ ခတ်တာညိုပြန်ပြောပြသောစကားလုံးတို့သည်သူ့နားကိုတန့်ရီပူပူနှင့်လောင်းထက်နေသလိုခံစားရခက်ခဲလာသည်ထိုနေ့ကသူလူမမ်းမသိအောင်မိုးနေခဲ့သည်ခတ်တာညိုနှင့်မခွဲနိုင်အဆောင်တို့မပြန်ဘဲခတ်တာညိုအနားမှာပဲနေခြင်းသည်ဟုဆိုကအိုဟစ်တောင်းချမ်းနေသည်ဖြင့်တငယ်ချင်းများကသူ့ကို KTV မှာတိတ်ခဲ့သည်မနဲ့မိုးလင်းလာတော့ခတ်တာညိုအခန်းမှာအိတ်ခဲ့သည်ဆိုတော့အတွေးကလွဲ၍သူ့ဘာမှမသိခဲ့ခတ်တာညိုကလည်းဘာမှမဆိုခဲ့ ယခုဆိုမဲ့ဆိုတော့လေသူ့ဘဝတစ်ခုလုံးကိုအကြည့်တန်းစေမိစကလုံးတို့ကိုရွေးရွေးဆိုကြေးလေးပြီ သူ့ဘာမှပြန်မပြောနိုင် ခတ္တာညိုမျက်နာကိုသာ တွင်တွင်ငေးလျက်ဖြစ်ခဲ့သမျှတို့ကို နောင်တရလျက်ဒါပေမဲ့တောင်းဆိုသူက တော့တောင်းဆိုခဲ့လေးပြီညို့ကို လက်ထပ်ပါကဗျာဆရာကြားလိုက်ရသောစကားအတန်တို့ကိုသူမယုံခြင်းသူ့မကိုလက်ထပ်ပါတဲ့တောင်းမှန်နေတာမဟုတ် အမိတ်ပေးနေတာမဟုတ်ရားတင်ရထိုက်တော့အခွင့်ရေးတခုကို တောင်းဆိုနေသည့်ပမာခတ္တာညိုမျက်နာကတည်ငြိမ်လွန်လာသည်ယခုတော့သူမသည်ကြပြားစရာပိုင်ဆိုင်သောမော်ယုံတော်မှမင်းသမီးကလေးမဟုတ်တော့ကြောက်စရာမျက်နာနဲ့ဘလူးတကောင်ဖြစ်လာခဲ့သည် သူမြင်ဘူးသောခတ္တာညိုသည်ပျောက်ကွယ်သွားလျက်သူမမြင်ဘူးသော ခတ္တာညိုအစာထိုးဝင်ရောက်လာသည် သူအကြောက်ကံညင်မိသည်ဟင်းအင်းခတ္တာညိုငါနဲ့ကိုမယူနိုင်ဘူး နင်က KTV ကမင်းကလေးတယောက်နင်ကယောက်ျားတကာနဲ့တွေ့ဘူးတယ်နင်ကငါယူလို့မဖြစ်ဘူးငါနဲ့မပြက်လိမ့်မယ်ပြောတင်သလားမပြောတင်သေးစကားလားသူမတွေ့တတ်တော့လောလောဆယ်တော့ခတ်တညိုစင်ထားတော့ထောင်ချောက်ထဲမှာပြေးထွက်နိုင်ရန်သာသူ့အတွက်အရေးကြီးနေခဲ့သည် သူအာမနာစရန်ညီးနေမိသည်အစင်မပြေလို့ပါခတ်တညိုရဲ့နင်ကိုယူလိုက်ရင်ငါအတောင်းဝိုင်းမှာငါပဝင်းချင်းမှာငါဘယ်လိုမျက်နှာပြရမလဲ ဒီပြဿနာကိုတခြားအနေနဲ့ဖြေရှင်းကြရအောင်ခတ်တာညို့ရဲ့သူ့အတန်ဒီတောင်းမှန်တူရှိုးနေသလောက်သူမဤတုံ့ပြန်တန်ကတော့ပြတ်သားလာသည် ရှင်ကလွဲလို့ကြံနာမလို့ခြင်းမူဒီပြဿနာမှာအဓိကကြတာက ရှင်မဲလေရှင်ရှာထားတဲ့ပြဿနာကိုရှင်ကိုယ်တိုင်ဖြေရှာပေးရမယ်ညို့ကမိမတယောက်ပါ မိခင်စိတ်အပြည့်ရှိတယ်ကံကောင်းလို့ပဲဖြစ်ဖြစ်ကံဆိုးမှုမောင်ကြလို့ရလာတာပဲဖြစ်ဖြစ်ဒီကိုဝင်ကိုညို့ဖြတ်မချနိုင်ဘူးညို့ရအောင်မွေးမယ် ။ဒါပေမဲ့ရှင်ညို့ကိုတော့ယူမဖြစ်လိမ့်မယ်။မဟုတ်ရင်တော့ကြပြားဆရာတိုက်ပွဲတစ်ခုလို့ဘယ်တော့ကမှ မတတ်မှတ်ခဲ့ဘူးတော့စစ်ပွဲတစ်ခုမှာအလူအလဲကြရှုံးခဲ့ရသည်။တောင်းမှန်သည်မယားအပြစ်တင်သည်မယားဒေါသထွက်ပြသည်မယားတခြားနိလန့်တွေပြောပြသည်မယားခတ္တာညိုအတွက်ဖြည်သည် သူကိုယ်တိုင်ဖြစ်နေတော့သူကိုကျိုးနေစွာခတ္တာညိုကိုလက်ထပ်ခဲ့ရသည် ထိုချိန်မှစ၍ခတ်တာညိုသည်တရိษံတကောင်လို့သူသတ်မှတ်ခဲ့သည် အခုတော့ကြပြဆရာဤလောကကြီးသည်အလင်းရောင်တို့ကင်းမဲ့သွားခဲ့သည်အလင်းရောင်ပျောက်နေသူတယောက်ဖြစ်ခဲ့ပြီကြပြဆရာအတွက်တခုတည်းသောအဖော်မှရစ်ရွှေကြီးဖြစ်ခဲ့သည်ကြပြချသည် အပေါင်းအသင်းတွေကိုရော လောကကြီးကိုပါမကြည့်ရတော့အချိန်တိုင်းကောင်းငိုက်ဆိုင်ခြားတက်လာသည်ကြပြဆရာအနာတွေသည် အရာရာကိုမကြရဲတော့ KDV ကမိန်ကလေးတယောက်ကထောင်ပန်းလိုက်တာတဲ့ဆိုတော့အတန်တွေနဲ့ဝေးရာတို့ထွက်ပြေးခဲ့သည်။နေ့တွေညတွေတည်းကြပြရှားအတွက်အတိတ်ပဲမဲ့လာခဲ့သည်။အသားဝိုင်းကစွန်ခွာသည်။ကြပြရီကလည်းစွန်ခွာသည်။မိသားစုကစွန့်ပြစ်မှုကို ခံစားရသည်။ကြပြရှားအတွက်တခုတည်းသာကြံ့ရခဲ့သည်။ထို့တခုကလည်းကြပြရှားလုံးဝမလိုလားသောအရာတစ်ခု။အိမ်တော်ကြပြီးနောက်ပိုင်းတွင်ကြပြားချားသည်လူစိုးတယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့သည် နူးညံ့သိမ်မွေ့မှုတို့သည်ကြပြားဆရာစီမှပြေးထွက်သွားလိမ့်မည်။ထိုအစားရုပ်ရင်ကြံတန်းသောစကလုံးတို့ကအစားထိုးဝင်ရောက်လာသည်။အရင်တုန်းအခါကအလွမ်းဆွေးတန်ပါသော စာသားတို့သည်လေးနှင့်အတူမျောလွင့်သွားသောတိမ်တိုက်တွေပမာကြပြားဆရာ၏ရင်ခွင်ထက်မှပျောက်ကွယ်သွားကြလိမ့်မည်။ယခုတော့ကြပြားဆရာထံပါမှဒေါသတန်ပါသောနာကျင်မှုတို့ပါသောစာသားတို့သာကြံနေတော်သည်။ကြပြားဆရာဆုံးဖြတ်ချက်တစ်ခုချထားသည်။ တုံကြောင့်ခတ်တာညောသည်ဘဲသောအခါမှမပျော်ရွှင်စေရာနေင့ကိုဘာဖြစ်လို့ရွေးချယ်လိုက်တာလဲခတ်တာညောခလေးရှိအောင်တတ်တတ်နေတော့နေင့ကိုလက်ထက်မှမဟုတ်တာတော့အမှန်ပဲပြောစမ်းမအောင်နေင့ကိုဘာအသုံးချချင်လို့လက်ထက်တာလဲလှေကြိုးထန်းခိုင်းချင်တာလားဒီကလေးကကောငားနေရတာအမှန်ပဲလားရက်ဆက်သောစကားဒါမှမဟုတ်ရက်ဆက်သောမိကွန်းလို့တော့ကြပြားစရာမထင်တကယ်လို့ရက်ဆက်အောင်တော့ကော ခတ်တာညိုလိုမိမတယောက်အတွက်တော့ထိုက်တန်သောမိကွန်းတို့ပင်ဖြစ်လိမ့်မည်ဟုကဗျာဆရာထင်သည်။ဒါပေမဲ့ခတ်တာညိုသည် သူထင်ထားသလိုမဟုတ်။သူ့မိကွန်းအတွက်အဖြေတို့ကိုအိတ်ဆိတ်တည်ငြိမ်စွာပြန်လည်ဖြေကြားနိုင်ခဲ့သည်။ခတ်တာညိုသည်လည်းခေသူတယောက်မဟုတ်မှန်းကိုတော့ကဗျာဆရာသိသည်။ဒီမှာကဗျာဆရာရှင့်ကိုရှင်တိတ်ကြည့်လက်အထင်ကြီးမနေပါနဲ့။ရှင့်ကိုချစ်လို့မျက်နှိုးလွန်းလို့လည်းမဟုတ်ဘူး။ရှင့်ပိုင်ဆိုင်မှုတွေကိုမမောလို့ပြောရအောင်လဲ။ ရှင်ကစကလုံးတွေကလွဲပြီးတခြားပိုင်ဆိုင်မှုဆိုလို့ဘာမှရှိတာမှမဟုတ်တာရှင်ကိုရွေးချယ်လိုက်တာကညို့ဘဝလုံခြုံမှုအတွက်ပြီးတော့ညိုလိုချင်တဲ့မိသားစုဘဝတစ်ခုအတွက်ကိုကိုကိုလည်းပြန်ကြည့်ပါဦးခါမှဝတ်ထားတဲ့ပစိုးတောင်အယောင်ထွက်ရလားလို့ရှင်ညို့ကိုယူလိုက်လို့ဆုံးရှုံးစရာဘာမှရှိတာမှမဟုတ်တာရှင်ပြောတဲ့ဂုံတိတ်ခါဆိုတာတွေကတကယ်တမ်းတော့ရှင်ဘာသာယုံကြည်ထားတာပါရှင်ထင်းတလောက်လည်းရှင်ပိုင်ဆိုင်နေတာမှမဟုတ်တာ ီတခါခံလိုက်ရသူက ကပြားဆရာ ကိုတိုင်ပဲအခါတိုင်းကပြားဆရာစကားတို့ကို ပြန်မဖြေတတ်ခဲ့သော ခတ္တာညိုက အခုတော့ပြန်လဲပြောလိပြီခတ္တာညိုစကားတို့ကိုစိတ်နာမိတော့လဲအမှန်တရားတစ်ခုမှတင်ကြီးခံရသည်ဒါပေမဲ့ကပြားဆရာတည်ကျင်စိတ်ပြင်းပြနေတာတခုတော့ရှိသည်အထင်မကြီးဘူးဆိုသောခတ္တာညိုကဘာကြောင့်များသူ့ကိုအိမ်တော်ဘက်အဖြစ်ရွေးချယ်သည်ဆိုတာကိုတော့ကပြားဆရာတည်ကျင်သည်ပြီးတော့ ညိုလိုချင်သောမိသားစုဘဝတစ်ခုအတွက်တဲ့။ဆိုပါဦးမင်းသမီးရဲ့။နင်ပြောသလိုချူတပြားမှချမ်းသာတာလည်းမဟုတ်။ဂုံတိတ်ခါလည်းပြောပါလောက်အောင်မရှိဘူးဆိုတော့နင်ကတခြားဘာများတွေးမိလို့လဲ။ခတ်တာညိုဤမျက်ဝန်းတို့သည်မိမ့်မိန်သွားသည်။အဖြစ်သည်ချက်ချင်းပြန်မလာ။အဝေးတို့သာငေးကြည့်နေသည်။ကြည်သာကြည်နေသည်။ပါကောမှမမြင်သည့်ပုံစံမျိုးနှင့်ယောက်ျားတစ်ယောက်ရဲ့ဂုံတိတ်ခါဆိုရာကိုခဏဘေးဘဲထားပြီး ညို့စကားတွေကိုနားထောင်ပေးပါညို့မှာဘယ်သူ့ကိုမှ ပြောမပြဖြစ်ဖို့တာတွေရှိတယ်ညို့အဖေးဆိုတာမမြင်ခဲ့ဘူးဘူးအမေးဆိုတာလည်းနောက်အိမ်တောင်နဲ့ညို့ကိုအချိန်နှံကျူးဆိုင်နိုင်ခဲ့တာမဟုတ်ဘူးမိသားစုတစုရဲ့တန်ဖိုးနှွေးထွေးမှုตายาချမ်းမြေမှုဆိုတာတွေညို့မရင်နှီးခဲ့ဘူးညို့မိသားစုဘဝဆိုတာကိုတန်းတတယ်မမောတယ်ရယူခြင်းတယ်ပိုင်ဆိုင်ခြင်းတယ်မတက်တာလို့သာဒီလောကထဲရောက်လာခဲ့ရတာ ညိုလိုချင်တဲ့ဘဝတခုတော့မဟုတ်ခဲ့ဘူးကဗျာဆရာညိုလိုချင်တဲ့မိသားစုဘဝကိုညိုကိုယ်တိုင်ဖန်တီးခြင်းခဲ့တယ်ညိုရအောင် တိဆောက်မယ်လို့လဲတန်ဋိထံချထားတယ်ဒီချိန်မှာ ရှင်ကညို့အတွက်ထွက်ပေါက်တခုဖြစ်လာခဲ့တယ်အစပိုင်းကခတ်တာညိုမျက်နှာမှာခံပြင်းရိပ်တို့တည်သည်နောက်နာကျင်မှုတို့တည်သည်နောက်စကားပြောရင်းနဲ့တည်ငြိမ်မှုတို့ကို မြင်လာရသည် မာနမျက်နှာကို တွေ့ရသည် တွေ့ဝေငင်းမောမှုတို့ကိုမမြင်ရတော့ ထိုအစားလောက်ချင်တာကို မဖြစ်မနေလုပ်မည်ပြတ်သားသောအတွင်တရံတို့ကိုတွေ့မြင်ရသည် နောက်ဆုံးတော့ခတ်တာညိုငိုလေသည်အခါတိုင်းသူပဲလောက်ဒေါသကြီးကြီးရန်လှုပ်လို့ဘာတကူမှပြန်မပြောခဲ့ဖက်ရန်လည်းမပြုတ်ခဲ့အခုတော့ကြပြားချဤဒေါသတန်တွေအောက်မှာခတ်တာညိုရင်ထဲမှာဘဲသောခါကမျိုးတိတ်ထားသည် မတိရသောခံစားချက်တို့ပောက်ကွဲထွက်လာသည်ခတ်တာညိုငိုတာကို သူမြင်ခဲ့ဘူးပေါများပြီ ဘယ်တော့အခါမှအတန်ထွက်မငိုအန်ကျိတ်ငိုတာသာမြင်ဖို့သည်ဒါပေမဲ့ဒီတစ်ခါတော့အရင်လိုငိုတာမဟုတ်အနစ်နဲ့အလလထန်းပိုးထရသောအထုပ်တစ်ခုကိုဖြည့်ပြသလိုသူမပြောကြံတာတွေကိုတစ်ခုပြီးတစ်ခုရေရွတ်ရင် အာပါတရာငိုနေသည်မမြင်ဘူးသောမြင်ခွင့်မဟုတ်ကြပြားဆရာမင်းတက်နေမိတာတော့အမှန်ယောက်ျားတယောက်ဟာအတုံးချခံပစ္စည်းမဟုတ်တယ်လို့ပဲမိမတယောက်ဟာအတုံးချခံပစ္စည်းမဟုတ်ပါဘူး လူတိုင်းမှာဘဝတစ်ခုစီတော့ရှိကြတာပဲအဲ့ဒီဘဝကိုတိုးတက်အောင်ဖန်ပြီးပိုင်ခွင့်လည်းရှိကြတာပါပဲညိုတက်ကတော့ကိုဒုတိယနှစ်ထိတက်ခဲ့ပိုးတယ်နောက်ပိုင်းအဆင်မပြေလို့ထွက်လိုက်တာဒီလောကထဲကိုရောက်လာပြီမဲ့ညိုစိတ်တွေကတော့ဘယ်တော့ခါကားမှအိမ်မောကြမနေခဲ့ဘူးညိုလိုချင်တဲ့မိသားစုအိမ်မက်ကိုတော့မမတ်မောမောတွက်ဖက်နေတော့မယ်ညိုအချစ်ဆိုတာကိုမသိဘူးယုံလဲမယုံကြည်တတ်ဘူးရှင့်ကိုရွေးချယ်တယ်ဆိုတာကလည်းယုံကြည်အားကိုးမှုကပိုလို့ရွေးချယ်ခဲ့တာ ရှင်ကကပြားသမားစိတ်ကူးတွေထဲမှာပဲကျင်လဲနေတဲ့သူ သူများစိတ်ကိုနားချင်အောင်ဘယ်တော့မှလှုပ်တက်မှာမဟုတ်ဘူးလို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့ညိုထန်တာတွေမှားခဲ့တယ်။ညိုကအကြောင်းမလားလို့ဒီလောကထဲကို ရောက်နေပြီမဲ့ကိုကိုကိုဘယ်တော့ကမှတစ္ဆာမဖောက်ဖို့ဘူး။ဘယ်ယောက်ျားကိုမှညိုဘဝကိုထိုးမအပ်ခဲ့ဘူးဘူး။ရှင်ကတော့အတ္တသမားတစ်ယောက်ပဲ။ကိုကိုကိုထက်ဘယ်ယောက်ကိုမှပုံမချစ်တတ်ဘူး။နောက်ဆုံးရှင်ရေးထားတဲ့ကြပြားတွေကိုတော့ရှင့်လောင်မချစ်ဘူး။ ညို့ကိုယူလိုက်ရရုံတတ်တတ်နဲ့ကြပြားတွေကိုတောင်မိထားခဲ့တယ်။ကို့ကြပြားတွေကိုတစ္ဆာဖောက်ခဲ့တယ်။ကြပြားဆရာတွေ့ဝင်ရသည်။ခတ်တာညို့သည်သူ့ထင်သလိုမင်းကလေးတော့မဟုတ်ပြန်။သူ့မမအကြံရှိသည်။မတ်ချင်နေသောအိမ်မက်တွေရှိသည်။ဒါပေမဲ့သူဘာလို့ရမည်နည်းခတ်တာညို့မျောလင့်ထားသောယောက်ျားတယောက်အဖြစ်နဲ့သူနေနိုင်မည်လားလက်ခံနိုင်မည်လားတကားမှတောင်မစင်စားဘူးသောအကြောင်းတွင်ခတ်တာညို့မျောလင့်သောမိသားစုဘဝတစ်ခုတော့ဟုတ်ပါရဲ့။ အိမ်တော်ဦးစီးတယောက်ဤတာဝန်တွေကိုကိုသူကြေပွန်နိုင်ပါမလား။ကြပြဆရာစိတ်ရှုပ်ရှုပ်နဲ့တောက်နေကြဆိုင်စီတို့ထွက်လာခဲ့သည်။ဆိုင်ကိုရောက်တော့စောသည်၍လူရှင်းနေသည်။သူ့ကိုမြင်တော့ဆိုင်ရှင်ကစောလာပါလားဟုဆိုသည်။ဆိုင်ရှင်လက်ထဲမှာအခါတိုင်းကြပြချရာတတိမထားမိခဲ့သော ခလေးတယောက်ကိုပွေချီထားသည်။မြားလေးရေဒီမှာဧည့်သည်ရောက်နေလို့ခလေးလာခေါ်ပါအောင်။လာပြီတော်ရဲ့ခဏလေးဒီမှာထမင်းဝေါ်လေးတူသွားမှာစို့လို့ တဲ့ရင်နေမကောင်းလို့လက်ပေါ်ကချလို့မရဘူး။မွေးကလေးကချူချလိုက်တဲ့ကလေးပြ။ကောင်းတယ်လို့ကောမရှိဘူး။ကို့အသွေးသားဆိုတော့လေဂရုမစိုက်လို့ကလည်းမဖြစ်။ခက်တယ်ဗျာ။ရရဲ့မောမောနဲ့ပြောနေတော့ဆိုင်ရှင်စကားတော့ဒီကြပြားဆရာနာတော့ဝင်လိုက်မဝင်လိုက်နဲ့။ကြပြားဆရာမှာအဖေရှိသည် အမေရှိသည်။ဒါပေမဲ့အဖေရောအမေရောကနောက်အိမ်တော်အသေးသေးနဲ့။သဘောထားချင်းမတိုက်ဆိုင်ကြတာလား။အเจ้าမင်းကြီးညွတ်ကြတာလားတော့ကြပြားဆရာကိုယ်တိုင်တောင်မသိ။ သူတိတိကတော့သူလည်းမြေစာမြက်တပင်အဖိုးအဖွားတွေရင်ခွင်ရိတ်အောင်မှာဘယ်တော့မှမရခဲ့ဘူးသောမိဘမြတ်တာဆိုတာကိုမိထားခဲ့ရသည်ယခုခတ်တာညိုပြောပြတော့မှမိသားစုဆိုတာကိုသူတွေ့မိသည် ခတ်တာညိုထက်စားလဲတော့သူနေနေညံခဲ့သည်ဒီတကာတောက်ရတာအခါတိုင်းလောက်ရတာမရှိတယ်လို့ခံစားနေရသည်ဒေါသတွေအစားအတွေးတွေကနေရာယူနေတယ်လို့သူ့ဘာကိုရွေးချယ်ရမည်နီသူမစင်စားတတ် တွေးရင်တွေးရင်ဖြင့်ခေါင်းတွေပူလာသည်အာခေါင်တွေခြောက်လာသည်မထူးပါဘူးဆိုတော့အတွေးဖြင့်ဆက်ခါဆက်ခါတောက်နေမိသည်လူကသာမိုးလာတော့လဲအတွေးတွေကပျောက်မသွားထိုနေညာကလူမသိသူမသိလောက်အောင်မိုးလာသည့်ကြပြချာသည်အခါတိုင်းလိုခတ်တာညို့ကိုဆဲဆိုနေတာမျိုးစူပူအော်ဟစ်တောင်းချမ်းနေတာမျိုးမရှိ ထိုအစားကြပြဆရာနှုတ်မှမေတ္တာစု မိသားစုဆိုသောစကားတစ်လုံးကိုသာမဆုံးနိုင်သောတေးတပုတ်လိုထပ်ပြန်တလဲလဲရေရွတ်နေခဲ့သည်။နောက်နေ့မနေ့ခတ်တာညိုကိုမြို့ထဲလိုက်ခဲ့ဖို့ခေါ်တော့အံ့ဩသွားတာကိုမြင်ရသည်။အခါတိုင်းခေါ်ဖို့ဝေစွာသူကိုယ်တိုင်ပင်မသွားသလောက်ပင်မယုံနိုင်သလိုငေးကြည့်နေသောခတ်တာညိုကဘာဘာညာညာမေးမနေတော့ပဲသူခေါ်ရနောက်တော့လိုက်လာခဲ့သည်။ပတ်စကားပေါ်မှအဆင်တွင် ရေးပေါ်ရေးဘက်စာရေးဆရာတယောက်နှင့်တွေ့သည်။သူကိုနှုတ်ဆက်ရင်းမှခတ်တာညိုကိုအကဲခတ်သလိုကြည့်နေသည် ဒါကကျွန်တော်မိမလေးဆိုတော့အံ့အားတင်တယ်လို့ကြည်နေပြီးဟုတ်တယောက်လားဟုမေးသည်ခတ်တာညိုကတော့အနေရခက်တယ်လို့မျက်နာကိုအောက်တော့ငုံထားသည်ဟုတ်တယ်လေအရင်တုန်းကတော့ KTV မှာအလုပ်လုပ်တယ်အခုကျွန်တော်နဲ့ယူပြီးမှမလုပ်တော့ဘူးကျွန်တော်ကဲတင်းလာတာသူ့ကိုအခုမျိုးတဲကကျွန်တော်တေချာဝင်တယောက်စီသွားပြီးဘိုက်သွားအံ့မလို့ရရဲ့မောမောနဲ့ပြောနေတော့သူ့စကားတန်ဆုံးတော့ခတ်တာညိုမျက်နာကအပေါ်မော်လာသည်မယုံကြည်နိုင်သောအခြေတွေအံ့အားတင်နေသောမျက်ဝန်းတွေနဲ့ ်မိတ်ဆွေကပြားဆရာကခဏတော့ရောင်အန်းအန်းဖြစ်သွားသည်ပြီးတော့မှဂုံယူပါတယ်ဗျာဟု တခွန်းသာဆိုသည် သူကတော့ခတ်တာညိုလက်ကိုဆွဲ၍ထွက်လာခဲ့သည်ဒီနေ့မဂဇင်းတိုက်တွေကိုသွားမီစာမှုကတွေထုတ်မီပြီးတော့ရှာဝင်းနဲ့ခတ်တာညိုကိုဗိုက်အပ်ပေးမီညကတညလုံးစဉ်းစားခဲ့သမျှအတွေ့ကိုဒီနေ့ခတ်တာညိုကိုပြောပြရအောင်မီသူလဲမိသားစုဆိုတာကိုမမြင်ဘူးခဲ့ကြောင်းမိသားစုတစုဤအနှွေးထွေးမှုကို ကိုယ်တိုင်တန်းတာဘူးကြောင်း ယခုခတ္တာညုံနဲ့အတူကိုပိုင်မိသားစုဘဝတစ်ခုကိုထူထောင်ခြင်းကြောင့်ပြောပြရအောင်မည်ပြီးတော့အချစ်ကိုမယုံကြည်သည့်ခတ္တာညုံအတော်လဲအချစ်၏လျှို့ဝှက်ဆန်းကျင်မှုများအကြောင်းနဲ့နဲ့တိမ်မွေးမှုသဘောတရားများအကြောင်းကို ကိုယ်တိုင်ကိုယ်ကြားနားလည်လာအောင်သင်ပေးရအောင်မည်။နောက်ထပ်မြည်သည့်အကြောင်းနဲ့များခတ္တာညိုကိုရောကြပြားရီကိုပါတစ္ဆာမဖောက်တော့ပါဆိုသောဂရိကိုလည်းခတ္တာညိုအတွက်ပေးရအောင်မည်။ကို့အတွင်းနဲ့ကိုကျင်းနဲ့စွာမော့ကြည့်လိုက်တော့ ခေါင်းထက်မှာနေမင်းကိုတွေ့သည်ကြပြာဆရာကတော့နေမင်းက ပေးသောအပူတံကိုမမြင်ထိုအစားအလင်းရောင်ကိုသာမြင်မိသည်ဇေဦးရရွှေမြုပ်တရုပ်ဆောင်မဂ္ဂဇင်းဖေဖော်ဝါရီလ2014ခုနှစ်အင်းရိတ်ကိုနားဆင်အပိတ်ခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်